မင်္ဂလာပါရှင်ဒီနေ့ကတော့ငါခုမဟုတ်ဘဲနဲ့ငဒံကိုငဆက်နဲ့လှူစားမယ်ငဒံကခုံသားလေးတွေရလာတာခုံပီးသားလေးတွေပေါ့နော်ဒါကိုကျွန်မကိုယ်စေကဝယ်လာတာပါသူ့ကိုပထမဦးဆုံးတန့်စင်လိုက်ပါတယ်ရှင်ခြေကိုတော့နှစ်ရီသုံးရီတေးချာစေးလိုက်ပါတယ်တန့်စင်ပြီးသားငါငဒံကိုကျွန်မတို့ငဆက်နဲ့လှုပ်မှာဖြစ်တယ်ငဆက်နဲ့လှုပ်ရတဲ့ဒီငါးကိုရေမရှိအောင်စေချရပါမယ်ရှင်

စာနဲ့သမရံအတွက်တည်ဆနေပါတယ်။နေပြီးတော့ရင်တော့တညာနှက်ပါမယ်။အပြင်မှာနှက်လို့လည်းရတယ်။ရေကဲတတားတွေမှာနှက်လို့လည်းရပါတယ်။ဒါကတော့တညာနှက်ပြီးသားငါးစနေဖြစ်ပါတယ်။သူ့ကို စားတွေလုံးဝကုန်စင်တဲ့နေထိုင်ရောက်တည်ဒီရေစေးချရမှာဖြစ်ပါလိမ့်ရှင်။စာကုန်စင်အောင် ရေစေးချပြီးသွားတယ်ဆိုရင်တော့ကျမကသူ့ထဲကိုစားမပါပဲနဲ့စနွေးနဲ့အရသာမုံထပ်ထည့်ပြီးတော့သူ့ကိုနေပါမယ်စာကုန်ရန်အတွက်တော့ရေကိုတော့ကျမ နှစ်ခါလောက်တော့စေပါတယ်ရှင်သူတွေမှာအငန်တက်အပြည့်အဝရှိနေတာမဟုတ်လို့ကျမကအငန်တက်ကိုထပ်မထည့်ဝင်နဲ့စနှင်းရင်အရသာမဟုတ်ရယ်ပဲထည့်ပြီးတော့နေပြီးအနည်းဆုံးတစ်နာရီလောက်ပြစ်ထားပါတယ်ရှင်အားကြောင့်နိုင်ရဲ့အဓိကကတော့ကျတုနီဖြစ်တယ်ကျတုမျိုးဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ ကျစ်တုန်ဒီကျစ်တမျိုးတော့များများလှီးဖြတ်ထားမှသာအဆင်ပြေတာဖြစ်ပါတယ်ရှင်။အနေကတော့နှလုံးသွုံမှုသုံးလုံးမိမိလိုတလောက်ကိုလှီးဖြတ်ထားပါ။အဖြူကတော့အမကြီးတမလောက်ဆိုရင်တော့အဆင်ပြေပါတယ်ရှင်။မိမိလိုတလောက်ချိန်ဆပြီးတော့လှီးဖြတ်နိုင်ပါတယ်နော်။ကိုကအစာပလာများများကြိုက်တယ်ဆိုရင်တော့အစာပလာများများထည့်ဖို့နော်။တယောက်နဲ့တယောက်ကတော့အကြရှင်မတူဘူးပေါ့။ချိုရလေးနည်းနည်းကြိုက်ချိုရများများကြိုက်တယ်ပေါ့ရှင်။ ကျက်သွန်လေးတွေက ready ဖြစ်သွားတယ်ဆိုရင်တော့စီစားတက်ရန်အတွက် ကျမတို့ပြင်ဆင်ရမှာဖြစ်ပါတယ်။ဩရဲကိုစီထည့်ပါတယ်။ပြီးသွားတဲ့အခါမှာတော့စနေလေးအနေနဲ့ထည့်ပြီးတော့လီးဖြတ်ထားတဲ့ကျက်သွန်ဖြူနီကိုဩရဲကိုထည့်ပါမယ်ရှင်။ ချစ်သွန်လေးတွေကနီညွန်အောင်တန်းလာတယ်ဆိုရင်တော့တစ်ဖက်ကိုဖယ်ပါဒီစီထဲမှာပဲကျမတို့ငါ့ကိုဆက်ကြောက်ရမယ်ချက်သွုံကိုအရင်ကြော်ခြင်းအပြင်တန်နေစီလေးကတအားကြီးမွှင်းနေပါလိမ့်မယ်အဲ့လိုမွှင်းနေတယ်ဆိုရင်ငါးကိုထည့်ပြီးတော့ကြော်လိုက်တဲ့အခါမှာကျမတို့ရဲ့ငါးကြော်လေးကလည်းမုံမွေးလေးရရှိမှဖြစ်ပါတယ်ရှင် ငါစနေပေါ့နော်ပြောရမယ်ဆိုရင်ဒီငါဒီငါစနေဖြစ်ပါတယ်ငါစနေကငါခုဝဲမဟုတ်ပဲနဲ့ငါဒံကိုလည်းအခုလိုမျိုးလေးလုံနိုင်ပါတယ်ငါဒံကထိုင်းနိုင်ငံမှာပေါ်တယ်နော်ဈေးလေးပေါ်ပါတယ်ရှင်ကျမတို့ကိုယ်စင်းမှဆိုရင်တထုပ်ဆိုရင်89ဘတ်တကီလိုနော်အများကြီးပဲပါဒါကျမဝင်လာတာတကီလိုတထုပ်အများကြီးမှအများကြီးပဲကြော်ရင်3လေးကတော့ခွဲပြီးတော့ကြော်ရတယ်ပေါ့နော် အောက်ဘက်ကနည်းနည်းလေးမိညွန်တန်းလာရင်ထပ်အောင်လှန်ပေးပါရှင် BA နဲ့ကြကြကြောချင်းအဖြစ်စားကောက်တဲ့ငါးကိုရရှိပါလိမ့်မယ်။မီတာအပြည့်နဲ့ဆိုရင်အပြင်ဘက်ကကျွတ်ပြီးတော့ trim ဘက်ကမကျက်တာမျိုးဖြစ်တတ်တာမို့လို့ MA နဲ့ကြကြကြောပေးပါရှင်။ဒါကတော့2အိုး3အိုးခွဲကြော်တဲ့ကျမရဲ့ငတန်ငါးဆန်နဲ့လေးဖြစ်ပါတယ်။ကြံတဲ့ငါးတွေကိုလည်းထပ်ပြီးတော့ကြော်ပါမယ်နော်။ ငါကြောက်ကတော့လူတော်တော်များများကြော်တက်လိမ့်မယ်လို့ယူဆပါတယ်ရှင်ဒီစီထဲမှာပဲကျမကဒီမှာဒါကခွဲချမ်းလေးရှင်ခွဲချမ်းလေးထည့်ပါတယ်မိကိုတော့လောကရှော့လိုက်ပါတော့ပြီးရင်အယောင်တင်မုံလေးထည့်ပါတယ်ခွဲချမ်းတဲ့အယောင်တင်မုံကိုအခုလိုမျိုးလေးတမအောင်ရောင်းမလေးနဲ့ထိုးပြီးသွားတယ်ဆိုရင်တော့ပထမကြော်ရတဲ့ငဒန်တွေကို ပြန်ထည့်ပါတယ်ရှင်အဲ့လိုထည့်ပြီးသွားတယ်ဆိုရင်တော့အလုံးတမရံအတွက်အခုလိုမှုန်လိုက်ပါတယ်။ဟုတ် အောက်ကိုပြောကြကုန် sorry ပါပြီးရင်တော့မီးပိတ်ပြီးတော့ပထမကြော်ရတဲ့ကြက်တောင်အဖြူညီကိုထည့်ပြီးတော့တဖန်မှွေပါရရှင်အရသာငါထဲမှာပါပီတာဖြစ်တဲ့အတွက်ကြောင့်လို့အရင်စကောက်မွေးမွေးနေရင်ငရန်ငဆနေကြော်နှစ်နေရရှိလာတာဖြစ်ပါတယ်။ကျမနဲ့တို့ထမင်းစားကြပါအောင်ရှင်။အားလုံးမင်္ဂလာပါ။ပေတူးလတ်နေပါ။ဒီနေ့ကတော့လေ။ပေတူးလတ်နေပါ။ ငါငါစနေကြော်နဲ့ပေါ့နော်ငါစနေကြော်နဲ့อืมအဲ့တော့ဟင်းညိုပွပွလေးသူ့အောင်တည်ရပါငါစနေကြော်နဲ့လေးနဲ့ဟင်းညိုလေးနဲ့ပဲစပါမယ်နော်မိသားထိုင်လန်တော့ဥထပီပီဖြစ်ပါတယ်ငါစနေကိုဘလုံးငါစနေငါ့ကိုတုံးလာရဲဆိုငါဟင်းညိုကိုလေကျမကြာစံကြာစံလေးလဲပါတယ်နောက်ပြီးတော့နေကြပင်မောက်လဲပါတယ်နေကြပင်မောက်ကအိုမီဂါ6ရှိတယ် ni un poco más de humigacía Ahora ¿no? Oye. 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 Bien eh, ူတော့ပူတော့ပူလုံးတော့ပူရဲဆိုတာဟင်းရပူနေတာဘာမလဲပူရဲပူရဲဟင်းငါကြော်နေနေဟင်းရတော့ခရမ်းလိုက်ပတ်တယ်တယ်မှာပါရယ်ပေါ့နော်ငါကြော်နေနေဟင်းရင်ဒီမြန်လိုက်ဖက်တဲ့ဟင်းတစ်ခွက်တည်းမှာပါပါတယ် ငါကြောင့်နဲ့ကမရိုးရိုးငါကြောင့်နဲ့မဟုတ်ပဲနဲ့ငါစနေတော်နဲ့လောက်ထားငါလေးကမမာလေးနဲ့တော်လေးစားကောင်းတယ်ဟွန်း 他那不好的呀，没。哦、要看住说了，要看先来一咋来。看来啥子啊？是们门宝嘞。嗯。今天没上牌嘞，嘉兴。 做咖喱就这样，我想拿咖喱腌，蛮厉害，老开